ဂျန်နာဆိုတာကြားမဆိုင်ရာသဘာဝလွန်ကိစ္စတွေ ကျမဆိုင်ရာအာနာလွန်ဆွဲမှုတွေကိုပြောနေတဲ့အကြောင်းအရာစကားရက်တခုမဟုတ်ပါဘူး။ဂျန်နာပညာပေးရေးလှုပ်ရှားဆောင်ရွက်နေသူတွေကတော့ဂျန်နာဆိုတဲ့စကားလုံးကိုအင်္ဂလိပ်လိုဂျန်နာလို့ပဲခေါ်ဝေါ်ကြဖို့အားပေးကြပါတယ်။ဂျန်နာအကြောင်းကိုစပြောရမယ်ဆိုရင်တွဲလျက်ရှိနေတဲ့စကားလုံးတစ်ခုကတော့ sex လို့ခေါ်တဲ့လိမ္မာပဲ။ဒီ sex နဲ့ဂျန်နာကို တွဲပြီးရှင်းပြရရင်အားလုံးလွယ်လွယ်ကူကူနားလည်ကြပါတယ်။ sex ဆိုတာကလူတိုင်းမိခင်မွေးကလေးကမွေးရပါကြားအင်ကမအင်ကစသဖြင့်ပါရှိနေတာကိုဆိုလိုတာပါ။ ကြားဆိုရင်ကြားရင်ကပါမှာဖြစ်ပြီးမဆိုရင်တော့မရင်ကပါမယ်ဆိုတဲ့သဘာဝသဘောတရားက sex ပဲဖြစ်ပါတယ်ဂျန်နာဆိုရာကြတော့အဲ့ဒီလို sex အရာကြားအဖြစ်မအဖြစ်မွေးဖွားလာကြတဲ့လူတွေကိုကြားဆိုရင်ဘလို့နေထိုင်ရမလဲမဆိုရင်တော့ဘလို့နေထိုင်ကြရမလဲစသဖြင့်လူတွေကတတ်မှတ်လိုက်ကြတဲ့တတ်မှတ်ချက်တွေကိုဆိုလိုခြင်းဖြစ်ပါတယ်ဒီလိုတတ်မှတ်ချက်တွေဟာကြားထဲမှာမွေးဖွားကြီးပြင်းလာကြတဲ့ပုဂ္ဂလိကဘဝတွေမှာရော မိသားစုဘဝနဲ့လူမှုအဖွဲ့အစည်းတစ်ခုလုံးရဲ့ဆင်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုတွေကိုပါရိုက်ခတ်မှုတွေရှိလာပါတယ်။လူတိုင်းအလိုအလျောက်လက်ခံနေကြတဲ့ဇဏတတ်မှတ်မှုတွေကယောက်ျားဆိုရင်စိတ်တက်ကြံ့ခါရမယ်၊ခွန်အားရှိရမယ်၊မိန်းမဆိုရင်တော့နူးညံ့သိမ့်မွေ့ရမယ်၊တိတ်ပြီးတော့မမကြောကြောနေလို့မရဘူး၊စသဖြင့်ပေါ့။အဲ့ဒီကနေစလိုက်တဲ့တတ်မှတ်ချက်တွေကနေယောက်ျားဆိုရင်ဘောလုံးကန်ရမယ် ်ဆက်တာရမယ်လက်ဝေထိုးရမယ်မိမဆိုရင်တော့အိမ်မှုကိစ္စအကုန်ကျွမ်းကျင်ရမယ်ကလေးမွေးသူတွေဖြစ်လို့ကလေးထိန်ထိန်ဆောက်ရှောက်ရမယ်ဖခင်ရဲ့တာဝန်ကတော့အိမ်တော်ဦးစီဝင်ငွေရှာပေးရမယ်စသဖြင့်ယူဆလာကြပါတယ်ဒီကနေ့ခက်မှာမိသားစုဝင်ငွေကိုဇနီးမောင်နှံနှစ်ယောက်စလုံးရှာနေကြရပေမဲ့ဘသူကဝင်ငွေပိုများတလဲဆိုတာကိုပဝန်းကျင်ကစိတ်ဝင်စားကြတာတွေမိသားစုဝင်ငွေလိုအပ်လို့ဒါမှမဟုတ်မိမိယုံကြည်မှုအရာအလုံးလုံးချင်တဲ့အမျိုးသမီးတွေကိုလည်းအိမ်မှုကိစ္စလင်ဟင်လို့ တာသမီးကိုအချိန်မပေးလို့စသဖြင့်အပြစ်ရှိသူတွေအပြစ်ရှုမြင်တတ်ကြတာတွေဒီလိုသူတပားမိသားစုဘဝတွေပုပ်ကိုရေးဘဝတွေတဲကိုဝင်ရောက်ချဲ့လဲခြင်းကြတာတွေဟာဇနာတတ်မှတ်ချက်အစွဲလမ်းတွေကြောင့်ပဲဖြစ်ပါတယ်ဇနာတတ်မှတ်ချက်ဟာကြားနဲ့မဆိုတဲ့လိင်နှမျိုးအပြင်ကြားဖြစ်လို့မှုမဖြစ်လို့မှုစတဲ့လိင်သဘောထားခံယူမှုအမျိုးမျိုးကိုပါရိုက်ခတ်လာပြီးဒီကနေ့မတူညီတဲ့လိင်သဘောထားခံယူမှုအမျိုးမျိုးအပေါ်ကိုစားပြုတ်ရက်တည်မှုလှုပ်ရှားတောင်းဆိုမှုတွေလည်းတဖြည်းဖြည်းမြင့်မားလာပါတယ် ီလိုကျန်တာတတ်မှတ်ချက်တွေဟာမိမိတို့ကိုယ်ပိုင်ဘဝကိုမိမိတို့စိတ်ကြိုက်လင်းကျက်တိဆောက်ခွင့်မရဘဲလူအများစုကိုစိတ်ပင်ပန်းထိခိုက်စေတတ်ပါတယ်။ဘဝကိုရှုံးနိမ့်စေပါတယ်။ဒါတွေဟာလူအဖွဲ့အစည်းမှာတပြေးပြေးဆုံးရှုံးလာရတဲ့အင်းအားအရင့်မြတ်တွေလည်းဖြစ်ပါတယ်။ဒါကြောင့်လူအဖွဲ့အစည်းကိုတိဆောက်နေကြသူတွေအလုံးမိမိတို့ရဲ့ဇန်နာတတ်မှတ်ချက်အစွဲလန်းတွေကိုရောင်းနေပပြအောင်စူးစမ်းကြဖို့အတွက်တာရူညီမျှရရှိဖို့တွက်လက်ခိုင်မာကြပါစို့ဆိုတဲ့စောင့်ဘုတ်ကိုကင်ဆွဲကြပါစို့လို့နှိုးဆော်လိုက်ပါရစေရှင်။